ကိုပိုင်သူတေသနာလက်ထောက်တယောက်အဲကိုပေးထားတဲ့စာတွေမှတ်စုတွေကိုပဲသုံးပြီးအလုလုပေးမဲ့တယောက်ရှင်ဘလော့ကောင်းမလဲစဉ်းစားကြည့်ဘူးလားအင်းစိတ်ဝင်စားစရာအတွေ့ပဲနော်ဟုတ်ကဲ့ဒီနေ့အဲ့ဒီလိုမျိုးအတိုးဝင်နိုင်မဲ့ Google ကအသစ်ထုတ်ထားတဲ့ Notebook LM ဆိုတဲ့ AI tool တစ်ခုအကြောင်းဆွေးနွေးကြည့်ကြရအောင်ဟုတ်ကဲ့သူကလေ AI နဲ့စကားပြောရတယ်လို့ပဲဒါပေမဲ့ထူးခြားတာကအင်တာနက်ကြည့်တဲ့ကဂျပန်ရှာတာမဟုတ်ဘူးအော် ကိုကိုလိုင်းထည့်ပေးထားတဲ့ document တွေ note ဒီအအရင်အမိ sources တွေကိုပဲတုံးပြီးအပြေရှာလာအချင်းချုပ်လို့ပြတာမျိုးအဲ့ဒါဆို AI ကိုစမ်းတုံးကြည့်ခြင်းတဲ့သူတွေဒါမှမဟုတ်အကြောင်းအရာတစ်ခုကိုပဲ focus လုပ်ခြင်းတဲ့သူတွေတော့ပို့ဆင်ပြီးမှာပေါ့ဟုတ်ပါတယ်တိတိကျကျကိုပေးတဲ့အချက်လက်ထဲမှာပဲနေတာဆိုတော့လေစိတ်ဝင်စားစရာပဲဆိုတော့သူတို့ဘယ်လိုစတုံးရမလဲ website ကိုတောင်းရုံမလားอืมတော်တော်လေးလွယ်ပါတယ် notebooklm.google.com ကိုသွားလိုက်ပါပြီးရင် notebook အသစ်တစ်ခုဖွင့်ဟုတ်ကဲ့ဒီနေ့ကိုတုံးချင်တဲ့ source တွေထည့်လို့ရပြီ Google Docs PDF တွေအာ website link တွေ YouTube video transcripts တွေ copy ကူထားတဲ့စာတွေအကုန်ရတယ်သူရဲ့ interface ကတော့ panel သုံးခုပါတယ်လို့ကြားတယ်ရှုပ်တလန်းသေးဘူးအဲဒါကတိတ်မရှုပ်ပါဘူးပဲပဲမွာကိုထည့်ထားတဲ့ sources တွေပေါ့อืม အလေက chat box အဲ့ဒီမှာ AI နဲ့စကားပြောရမှာညာဘက်မှာကတော့မချူရေဟို notes ပေါ့အဓိကအလေက chat မှာ မေးခွန်းနဲ့မေးရမှာပေါ့ဟုတ်ပါတယ်အဲ့ဒီမှာ AI ကိုခိုင်းချင်တာလေမေးအချင်းချုပ်ခိုင်းအဲ့လိုလိုအောင်မှာခုနောက်ပြောတဲ့ကိုပေးထားတဲ့ chat လက်ကိုပဲတုံးတယ်ဆိုတာလေအဲ့ဒါဘာလို့အရေးကြီးရလဲအဓိကကတော့ AI တွေတခါတလေဖြစ်တတ်တဲ့ hallucination ပေါ့နော် အချက်လက်မာယွင်ပြီးပြောတာမျိုးအော် hope notebook lm က ကိုပေးရစာထဲမှာမပါရင်မပါဘူးပါတဲ့ကတိုင်းပဲဖြေတော့အဲ့ဒီပြဿနာအများကြီးနည်းသွားတယ်ဥပမာဥပမာ eco gadget ဆိုတဲ့ project အတွက်ဂျေးကွက် plan နဲ့ထည့်ထားရဆိုပါစို့အင်းထားကဲ့ customer ကဘသူလဲလို့မေးလိုက်ရင် "तू ကအဲ့ဒီ plan တွေကစာချုပ်ကိုအတိအကျကိုးကားပြပြီဖြစ်ရဲ့ဘယ်ဆော့စာမျက်နှာဘလောက်ကဆိုတာဗပြတော့အဲ့ဒါဆိုကိုတိုင်းပြန်ဆက်လို့ရတော့ပိုစိတ်ချရတာဗောနော်ဟုတ်ပါတယ်အဲ့ဒါက AI တုံးတဲ့အခါယုံကြည်မှုအတွက်အရေးကြီးလေ။တိကျတဲ့မေးခွန်းတွေအောင်မေးလို့ရလား။ဥမာ website မူချန်က creative brief နဲ့ကိုက်ရလားဆိုတာမျိုးအာရတာပေါ့အဲ့လိုတီးကြတာရင်မေးလို့ရတယ်ပြီးတော့အဖြေကိုဘလောက်အတော့အရှည်လိုချင်လဲဘလို style နဲ့ဖြေစေချင်လဲချိန်လို့ရသေးတယ်ဆိုတော့အချင်းချုပ်တွေ timeline တွေ mind map တွေလည်းလောက်ပေးနိုင်တယ်ဆိုတော့အဲ့ဒါတွေကဘလို့အသုံးဝင်လဲအရင်မြတ်ဒီအများကြီးဖတ်ထုတ်အချိန်မရှိရင်အချင်းချုပ်ကတော်တော်အသုံးဝင်တယ် team member အတစ်အတ briefing document မြင်းမြန်ဆန်းဆန်းလုပ်ချင်တာမျိုးပေါ့ဟုတ်ကဲ့ timeline ကတော့ sources ထဲမှာရက်ဆွဲတွေပါရင်အဲ့ဒါတွေကိုစူးစီးပြီးအချိန်စရာ timeline ဆွဲပေးနိုင်တယ် project တစ်ခုဘလို့သွားလဲမြင်တာတာပေါ့ mind map ကတော့ဆက်စပ်မှုတွေကိုပြတာလားဟုတ်တယ်အချက်လက်တွေဘလို့ချိတ်ဆက်နေလဲ visual အနေနဲ့ပြပေးတာဒါတွေအလုံးကရှုပ်တဲ့ information တွေကိုမြင်မြင်နားလည်အောင်ကူညီပေးတာပေါ့ရလာတဲ့အဖြေကောင်းဒီအချင်းချုပ်တွေကို notes မှာတင်ထောက်လိုက်ရုံပဲနောက်ထပ်အတန်နဲ့ပတ်သက်တဲ့ feature တခုကြာမိတယ် audio overview ဆိုတာလား အဲ့ဒါကဘယ်လိုမျိုးလဲအဲ့ဒါကလေတော်တော်လေးမိုက်တယ်ကိုထည့်တော်တဲ့ source တွေထဲကအဓိကအချက်တွေကို AI အတန်နှစ်ယောက်ကအခုကျွန်တော်တို့စကားပြောနေတယ်လို့မျိုးဆွေးနွေးချက်အတိုးလေးဖန်တီးပေးတာဟွန်းတကယ်လား AI နှစ်ယောက်ကစကားပြောပြတာပေါ့ဟုတ်တယ်ဒါပေမဲ့အဲ့ဒါတွေက AI voices တွေဆိုတာတော့တည်ထားမှာပေါ့ wow အဲ့ဒါစာထိုင်ဖတ်နေရတာတစ်ပိုပြီး engaging ထင်နိုင်တယ်အဲ့ဒီမှာကိုကဝင်းမဲလို့ရရသေးလားရတာပေါ့အဲ့ဒီမှာ interactive mode ဆိုတာရှိတယ် AI နေရောက်စကားပြောနေတာကိုခဏရက်ဟွန်းပြီးရင်အဲ့ဒီ AI host တွေကိုကိုတီးချင်တာဓာတ်ရိုက်ထပ်မေးလို့ရတယ်ဥမာတစ်ခုလောက်ဥမာ AI trains အကြောင်းသူတို့ဆွေးနွေးနေတော့ကိုကရက်ပြီးခင်ဗျားတို့ပြောရတဲ့ train တွေထင်မှာဘယ်ဟာလက်တွေအသုံးကျဆုံးဖြစ်နိုင်မလဲလို့ဝင်မေးလိုက်လို့ရတယ်ဩဒါက information နဲ့ interact လို့ပုံနီလန်တက်ပဲဟုတ်ပါတယ်ပိုပြီးနည်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 းနားလေချင်တာရှင်းရှင်းလင်းလင်းသိချင်တာတွေအတွက်ပေါ့ ဒီ tour တယောက်ထဲမဟုတ်ပဲဖိုင်လိုက်သုံးလို့ရတယ်ဆိုတော့ဟုတ်လား notebook တွေကို share လို့ရတယ်နော်ဟုတ်ကဲ့မှန်ပါတယ် notebook တွေကိုကို team members တွေနဲ့ share လို့ရတယ် editor အနေနဲ့ source တွေပါပြင်ခွင့်ထည့်ခွင့်ပေးမလားဒါမှမဟုတ် chat ပဲသုံးခွင့်ပေးမလားဟုတ်တယ် chat only ဆိုရင်မေးခွန်းပဲမေးလို့ရမယ်ဒါက project team တွေ study group တွေအတူတူတုံးဖို့အဆင်ပြေစေတယ်ကောင်းတာတွေချဲပဲဆိုတော့တန်းသက်ချက်တွေရောမရှိဘူးလားအလကားသုံးလို့ရတာလား mm အခမဲ့ version မှာတော့ source အရေးအတွက်ကန့်သက်ချက်ရှိတယ်ဥပမာ90လောက်ပေါ့ mm Google Workspace တမမဟုတ် Google One AI Premium သုံးနေဆိုရင် Notebook LM Plus ဆိုရရတယ်အဲ့ဒီမှာ sources ပို့ထည့်လို့ရတယ် တခြားအဆင့်မီ feature တွေ analytics လိုမျိုးတွေပါလာနိုင်တယ် Google ကိုယ်တိုင်လည်းသုံးတယ်ဆိုဟုတ်တယ်တော် IO 2025 conference အကြောင်းတွေကို notebook LM နဲ့အချင်းချုပ်လုပ်ပြထားတာတွေ့လေဒါပေမဲ့တတိထရမှာက AI ကဘလော့ပစ်ကောင်းကောင်းလုံးဝမမဘူးတော့မဟုတ်ဘူးပေါ့ဗောဟုတ်တာဗောဒါပေမဲ့ဒီ tool ကကိုပေးတဲ့ source ထဲမှာပဲအခြေခံနည်းကရေပြော AI တွေထက်တော့အမှန်နဲ့နိုင်ချေရှိတယ်ကောင်းပါပြီဒါဆိုအနည်းချို့ရရင် notebook LM ဆိုတာက ကိုတတ်မှတ်ထားတဲ့အချက်လက်အစုဝေးတစ်ခုဘူပဲအာယုံဆိုင်ကွေးနားနေအောင်ကူညီပေးတယ်ကိုပိုင် AI လက်ထောက်လိုမျိုးပေါ့ဟုတ်တာပရိုဂျက်တဲ့ information နဲ့စူစီတာရှုပ်ထွေးတဲ့အကြောင်းအရာတစ်ခုကိုကို source တွေနဲ့ပဲလေ့လာတာဒါမှမဟုတ်အချင်းချုပ်တွေ audio discussion တွေဖြန်တီးတာမျိုးတွေတော်တော်လေးသုံးဝင်နိုင်တယ် ဟုတ်ပါတယ်အထူးသဖြင့် AI ကိုစမိထီထွေလေ့လာသူတွေတို့ပေါ့ဒါကထိန်းချုပ်ထားတဲ့ပတ်ဝန်းကျင်မှာ AI နဲ့အလုပ်လုပ်ကြည့်ရတယ်လို့ပဲဟွန်း information source ကိုကိုယ်တိုင်ကန့်သက်ထားတော့ AI ရဲ့အဖြေကိုပိုယုံကြည်ရတယ်ဟောရတယ်လို့ information overload ဖြစ်တာမျိုးဘာကိုယုံရမှမသိတာမျိုးတွေလည်းရှောင်နိုင်တာပေါ့နောက်ဆုံးအနေနဲ့စဉ်းစားစရာလေးတစ်ခုပေါ့ဒီလိုထူးမျိုးတွေကကိုပေးတဲ့ source တွေအကြောင်းကို အပြန်အလှန်ဆွေးနွေးပေးနိုင်လာပြီဆိုရင်ပေါ့လေဟုတ်ကဲ့ အနာဂတ်မှာရှုပ်ထွေးတဲ့အကြောင်းအရာတွေကိုလေ့လာတဲ့ပုံစံကရိုးရိုးစားထားအချင်းချုပ်ဖတ်ထားတဲ့ဘလို့များပြောင်းလဲသွားနိုင်မလဲဒီ audio discussion လိုမျိုးပုံစံတွေကပုံများလာမလားဒါလေးကစေဝန်စားစရာပဲနော်ဟုတ်ပါတယ်ဆက်ပြီးစောင့်ကြည့်ရမယ့်အပြောင်းလဲတစ်ခုပါပဲ